နေတက်တလို့နေပြီးလှုပ်ရှားရှိတာဆက်လောက်ပါလူတချို့ကမင်းတော်လာရင်ချီးကျူးမယ်မင်းညကျင်းနေရင်ကဲရမယ်တကားလည်းတပါဝပဲနေတက်တလို့နေပြီးလှုပ်ရှားရှိတာဆက်လောက်ပါလူတချို့က မင်းဆင်းရဲနေတာကိုသဘောကျမယ်။မင်းချမ်းသာကြွယ်ဝလာရင် မကြိုက်ကြဘူး။ဒါကလည်းမတူးဆန်းတော့ပါဘူး။နေတတ်တယ်လို့နေပြီးလှုပ်ဆရာရှိရာဆက်လှုပ်ပါ။လူတချို့ကမင်းငိုနေရင်တနာတယ်လို့ဟန်ဆောင်ပြီးမင်း ြောင်းရွှင်ရည်မောနေကျိတ်ပြီးဒေါသဖြစ်နေမယ်ဒါကလည်းမနာလိုသူတွေရဲ့လုပ်ရက်တွေပါနေတတ်တယ်လို့နေပြီးလှုပ်ဆရာရှိတာဆက်လုပ်ပါပေါဝင်းချင်ဆိုတာမျိုးကမရှိမကောင်းရှိမကောင်းပါကင်းကွာလို့မရရင်တောင်မှသူတို့ရဲ့အားနဲ့ ကိုယ်ဘဝကိုအမြဲဆုံးရအောင်ကြိုးစားရမှာကကိုယ့်ရဲ့အရေးချင်းမှာခွေးဟောင်းလိုက်ထားကြည့်နေမယ်ဆိုရင်တော့ဟောင်းနေတဲ့ခွေးကိုခဲနဲ့ပစ်နေရင်တော့မင်းအထွတ်တန်ဖိုးရှိနေတဲ့အခြေကိုဖြုတ်တီးမိတယ်လို့ချိန်နေပါလိမ့်မယ် လူတချို့ကနင်းနာကြီးရဟင်ဖက်ပါပြီနေနဲ့ရလှန်ဆိုင်တက်ကြပါလေဒါကလည်းဖြစ်လေဖြစ်တတ်ရှိရဲ့တဘာဝပါနေနဲ့ရလှန်ဆိုင်တာမခံခြင်းရေတောင်ကြီးတောင်ကြီးတောင်ဖြစ်အောင်စူးစမ်းရမှာကိုတောင်ဝင်မှာ လှုပ်ဆက်ရှိကြဆက်လှုပ်ပါလူတချို့ကမင်းထိုင်နေနေထနေနေအဆိုးမြင်တဲ့သူကအဆိုးပဲမြင်နေမှာပဲဘလို့နေနေအပြောခံရတာချင်းအတူတူကိုလှုပ်ဆက်ရှိတာဆက်လှုပ်ပါဘာကြောင့်လဲဆိုတော့လူတချို့ရဲ့အတွေးခေါ်ကလောင်ချိုက်သေးက ှက်တွေလိုပဲဖားချေရွက်တဲ့လာတာနေတကြိုင်တချို့ကအထင်နဲ့အမြင်ကြားမှာကိုလိုရာဆွဲတွေးပြီးစိတ်ခံစားမှုနဲ့အတွေးကိုရောထွေးနေကြတော့ချစ်တဲ့အခါအပြစ်ကဲဆင်ပြီးမချစ်တဲ့အခါမှာအပြစ်တင်လာတတ်ကြတယ် ပဝဲကျင်ရဲ့ဖြစ်အားကိုမခံနိုင်ပဲအတုံးမချနိုင်တရွေးတော့သူတို့ပြောသလိုနေရဲ့တမိုင်းကအမဲရောင်ကအဖြူရောင်ဖြစ်လာမှာမဟုတ်ဘူးဘွားနုကရေရောလို့ရပေမဲ့ထောပတ်ကိုရေရောလို့ရမှာမဟုတ်ပါဘူးထောပတ်ဘဝမရောက်ခင် ငါတို့ဘွားမကလေးကရေပလောက်ရောရောငါတို့အရာမပြအောင်နေတက်ဖို့ကကိုယ့်လက်ထဲမှာရှိရပါနေတက်အောင်နေပြီးလှုပ်ဆရာရှိတာဆက်လှုပ်သွားရင်မင်းကိုပါဇက်တနတ်နဲ့ပြစ်တဲ့လူကိုယ်တိုင်မင်းရှိမှဒုထောက်လာရမှာအသေးချာပါပဲဒါကြောင့် တိုက်ခတ်ပစ်တင်မှုများကိုမကြားသလိုနေတာတည်ငြိမ်စွာဖြင့်လှုပ်ဆရာရှိတာဆက်လုပ်ပါအတွေးခေါ်တိမ်တဲ့လောင်ချိုက်ထဲကနေမင်းဘဝကိုရုံးဖက်လိုက်ပါတငယ်ချင်းတွေကိုလည်းနည်းနည်း share ပေးလိုက်ပါ